Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ West Ham team ရဲ့ဘက်ကတော့ Queen League ကစားမဖြစ်တဲ့ Kobe Mainu ကိုပွဲထွက်ခွင့်အာမခံချက်အပြည့်နဲ့ United ထံအငှားကန်လန်းထားတယ်ဆိုပြီးတော့ Fabrizio Romano က report လုတ်လာပါတယ်။ဆိုတော့ဒီ report နဲ့ပတ်သက်လို့ကျွန်တော်တို့ကဆွေးနွေးကြည့်အောင်ပါ။ Romano ရဲ့ပြောကြားချက်အရဆိုရင်လက်ရှိ West Ham အသင်းရဲ့ဘက်ကတော့ Kobe Mainu ကိုပွဲထွက်ခွင့်တေချာပေါက်ပေးမယ်ဆိုတဲ့ဗောနော်အငှားကန်လန်းမှုတစ်ခုကန်လန်းထားတာရှိတယ်ဗော။ မင်းတို့ရဲ့ဘက်ကတော့ဇန်နဝါရီအပြောင်းရွှေ့မှာကျတို့အတင်းကထွက်ပြီးတော့ယာဒီမကုန်ခင်ကျန်တဲ့6လမှာဘောလုံးကစားရဖို့နော်ပြီးလို့ရှိရင်ဟိုဘယ်လိုရမလဲပွဲထွက်ကစားခွင့်ကြီးများများရဖို့ ਨੇ အဲ့ဒါပြီးပြီဆိုတာ ਨੇ မန်ချက်စတာယူနိုက်တက်ကိုပြန်လာဖို့ဆိုတဲ့အခွင့်အရေးမျိုးအလိုရှိနေတယ်ပေါ့နော်အဓိကမန်ချက်စတာယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ပဲ ဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့မှာ United ဘက်ကဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာအရေးကြီးတယ်ပေါ့နောက်ထပ် Zixi ပေါ့နော် Zixi ကတော့ဒါသူဆက်ပြီးတော့ပြောရတာကျွန်တော်ရှိတယ်ဒါကတော့ကျွန်တော်ခဏနေပါအောင်ကျွန်တော်လက်ရှိကျွန်တော်တို့ main new နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင် Kobe main new ကိုကျွန်တော်ဒါပွဲထွက်ခွင့်အာမခံခြင်းအပြည့်နဲ့ဝက်ဆမ်မြေဘက်ကကန်လန်းထားတယ်ဆိုတော့ဒါကတော့ပေါ့နော်ဘယ်လိုပြောမလဲ main new ဘက်ကကျွန်တော်ကြည့်ရင်အရန်ကောင်းတဲ့တင်းမှာအရန်ကောင်းတဲ့တင်းမှာဘာလို့လဲဆိုတော့ ကိုဝီမင်းနူးဒီကိုဝီမင်းနူးဒီကျွန်တော်ဒီဘယ်လိုပြောရမလဲအတင်းမှာဆိုလို့ရှိရင်သူထိုက်တဲ့ပွဲကစားခွင့်နေမရဘူးကစားမကညံ့လို့လားဆိုတော့မဟုတ်ဘူးပေါ့နော်အမိုရင်းလိုချင်တဲ့အရာတချို့ကျွန်တော်မရှိလို့ပေါ့နီးပြတွေဟာကွင်းလယ်မှာဆိုလို့ရှိရင်မတူညီတဲ့ profile တွေကိုသူတို့အလိုရှိကြတယ်တချို့ကျတော့လေ defense ကောင်းတဲ့ကစားမကိုအလိုရှိတယ်လို့တချို့ကျတော့လေ body distribution ကောင်းတဲ့ကစားမကိုအလိုရှိတယ် တချို့ကျတော့လေ position keep လုပ်နိုင်တဲ့ကစားမပွဲရဲ့ tempo ကိုထိနေတဲ့ကစားမကိုအလိုရှိတယ်ဆိုတော့ mmoring လူချင်းတဲ့ပုံစံမျိုးမှာကျွန်တော်အနေနဲ့ kobe menu မှာကျွန်တော်ရှိမနေဘူးကျွန်တော် menu ကပွဲကစားခွင့်ဘယ်လိုမှန်ကိုကျွန်တော်မရဘူးကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်သာ menu နေရာမှာဆိုလို့ရှိရင်ကျွန်တော်အသင်းကထွက်ဖို့ကိုအမှန်ကန်ဖိအားကိုကျွန်တော်ပေးမှာ Manchester United ဆိုတာလည်း guide တော့မှာမဟုတ်ဘူးဘာလို့လဲဆိုတော့အဓိက professional ကစားမတစ်ယောက်အတွက်အရေးကြီးတာဒီကိုယ့်ရဲ့ career ပဲ ဥကေရီယာမှာဘာမှန်အကျိုးပြုမနေဘူးဆိုလို့ရှိရင်အပြောင်းလဲလုပ်ဖို့သူတို့ကြိုးပမ်းမှာပဲ United ဘက်ကဘလောက်ထိပဲဆက်ပြီးတော့တော့နေစီချင်းမာတယ်ပဲပြောပြောပရိသတ်တွေဘလောက်ချစ်ပါတယ်ပရိသတ်တွေဘလောက်ထိမြင်ချင်းမာတယ်ပဲပြောပြောကစားမတစ်ယောက်ဟာနောက်ဆုံးတော့သူ့ရဲ့ career တစ်ခုလုံးက define လုပ်သွားတာအဲ့တော့သူ့ career ကိုအကောင်ဆုံးဖြစ်မဲ့အရာကိုသူရွေးဖို့လိုတယ်အမိုရင်ရှိနေတဲ့မြားကာလပလုံကိုဝီမင်းနူဟာပွဲကစားခွင့်ကျွန်တော်တို့လုံးဝရမှာမဟုတ်ဘူးเนาะအဲ့တော့ပွဲထွက်နေရာမှာပွဲကစားခွင့်လုံးဝရမှာမဟုတ်ဘူးဆိုတော့မင်းနူအနေနဲ့ အတင်းပြောင်းဖို့ကိုအဓိကကြိုးပမ်းမှာသူအတန်ငယ်ငယ်လေးပဲရှိသေးတာမှန်တယ်သို့တော်လည်းပဲသူ့မှာဆိုလို့ရှိရင်ဥကာတီတို့ကက်စမဲရိုတို့နောက်မှာပွဲကစားဝင်ရနေတယ်ဆိုတော့အခြေအနေမျိုးဟုတ်မနေဘူးဒီညမှာခုနကပြောလိုပဲနီးပြားကမတူညီတဲ့ဘယ်လိုပြောမလဲဒီ profile နေအလိုရှိလို့သာ menu ကိုနေရာမပေးနိုင်တာအရင်ချင်းကြောင့်ကျွန်တော်မဟုတ်ဘူး profile ကြောင့်သူကနေရာမပေးနိုင်တာအဲ့ဒီတော့ကျွန်တော်အနေနဲ့ကိုဗီ menu အနေနဲ့အခုလိုမျိုး whatsapp မလို့ဘာလို့ရဲ့ဘက်ကအာမခံချင်အပြည့်နဲ့ပွဲကစားခွင့်နေရာတွေပေးလာမယ်ဆိုရင် သူလုံးဝပြောင်းတင်နေပေါ့အကယ်လို့သူ100%မဟုတ်တော့မှပေါ့နော်ကွဲကစားငွေနေပို့ပြီးတော့ရနိုင်မယ်ဆိုရင်သူကပြောင်းတင်နေနော်ပြောင်းတင်နေတကယ်တမ်းကမင်းနူးတို့ဘာလို့ပြောင်းတင်တာကထပ်ပါတော့ဟိုဘရိုက်တန်လိုအတင်းမျိုးတို့ဟာလာဒီလိုအတင်းမျိုးတွေကပို့ပြီးတော့သူတို့တွေတင့်တော်မှာဗျာမင်းနူးကဘယ်လိုပြောမလဲ defense ကိုအရန်အာတန်နေကစားမှမျိုးမဟုတ်ဘူး ကွင်းလေမှာဆိုလို့ရှိရင်ကွင်းလေကိုထိန်းချုပ်တာမျိုး position keep လုပ်တာမျိုးအတင်းရတန်ဖိုးအတင်းချလုပ်တာမျိုးပေါ့နော်ဟိုဒါမျိုးတွေကိုသူကပို့ပြီးတော့ကောင်းနေကစားမတရားဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအတင်းတွေကိုပဲသူပြောင်းဖို့ကြိုးပမ်းနေတယ်နောက်တစ်သင်းကပွဲကစားကွင်းပို့ပေးမယ်ဟေးဆိုပြီးတော့ခေါ်တာမျိုးနေတယ်သူမသွားသင့်ဘူးပေါ့နော်သူရဲ့ profile ကဘယ်လိုလဲသူ့ကိုဒီအတင်းကဘယ်လိုအသုံးချဖို့ကြိုးပမ်းမလဲဘယ်လိုနေရာကိုနေရာပေးဖို့ကြိုးပမ်းမလဲဆိုတဲ့အပေါ်မှာမူတည်တယ်ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်တော့ United အနေနဲ့ပေါ့နော် ဟိုဘယ်လိုပြောမလဲကိုဗီမင်းနူရဲ့အနေထားကိုကောင်းကောင်းသဘောပေါက်သင့်တယ်လို့ထင်တယ်ကျွန်တော်တို့လည်းပဲသိတဲ့အတိုင်းပဲမင်းနူကလာမယ့်ရာသီကကဘာဖလားဖြစ်နေတယ်ဗျာနော်ဒီရာသီပြီးရင်ကျွန်တော်ကဘာဖလားကိုသွားရမယ်ဆိုတော့ကဘာဖလားမှာသူအင်္ဂလန်လက်ရွေးစင်တင်ရွေးရွေးချယ်ခံရဘူးဆိုရင်အခုဆိုရင်ကွင်းလေကစားမကောင်းနေပုံများလာတော့သူ့အတွက်နေရာကကျွန်တော်တို့မရှိဘူးအဲ့တော့အရေးတဲမှာမကစားရဘူးဆိုတဲ့အခါကျတော့ပူတော်ဆိုးပါသေးတယ်နော်ယူရိုမှာလုံးဝဘောလုံးပွဲမှာပွဲထွက်ခွင့်ရခဲ့တဲ့ကစားမကြီးတယောက်ကအခုကဘာဖလားလည်းကြာရော သူကလည်းအတင်းမှာတော့မှပုံမှန်ကစားခွင့်မရတော့ဘူးဆိုတာတော်တော်ကိုစိတ်ပျက်စရာကောင်းလွန်ပါတယ်။နော်ကျတော့ဒါကြောင့်ကိုမီမင်းနူးကိုကျွန်တော်ထွက်ခွာခွင့်ပေးသင့်တယ်လို့ထင်တယ်။မင်းနူးအနေနဲ့လည်းအမ်ဘိုရင်ရှိသည့်အတင်းမှာသူအနာဂတ်ရှိတယ်လို့သူယူဆမှထားသင့်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဥကာတီတို့လိုကစားမမျိုးတွေကက်ဆမီရိုတို့ကစားမမျိုးတွေကပို့ပြီးတော့ပွဲထွက်ခွင့်ရနေတဲ့ဆိုကြတဲ့ကဒီကစားမလေးအတွက်ကျွန်တော်တော်တော်လေးကိုတိလိုက်သင့်ပြီပေါ့နော်။ဆိုတော့ဝက်ဆမ်ရဲ့ဘက်ကတော့ပွဲထွက်ခွင့်အာမခံခြင်းအပြည့်နဲ့မင်းနူးကိုအငှားကန်လန်းထားတယ်ဆိုပြီးတော့သိရတယ်။ ကစားမအနေနဲ့ပြောင်းဖို့ကြိုးပမ်းတင်တယ်လို့ထင်တယ်။အတင်းဘက်ကတော့ဒါဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာတော့ကြည့်ရမှာပေါ့လေ။အဓိကကဒီအတင်းရဲ့ပေါ့နော်ကျွန်တော်ဘယ်လိုပြောမလဲ။ဒီဆုံးဖြတ်ချက်ကလည်းအရေးကြီးသေးတာကိုအတင်းကကွန်းနေကစားမတယောက်အစားမထိုးနိုင်ဘူးဆိုရင်တို့ကလည်းလက်လွတ်ချင်မှလက်လွတ်မှာပေါ့။သို့တော်လည်းပဲကျွန်တော်ကတော့ main အနေနဲ့မဖြစ်မနေဆိုတော့အတင်းကထွက်နိုင်မှုတွေကလုံးဝတွန်းအားပေးတင်တယ်လို့ကျွန်တော်ထင်တယ်။ market stretch ဖို့တို့ကိုပဲကျွန်တော်ကြည့်ပြ။နော်အတင်းကထွက်သွားတဲ့နေရာရတယ်။ ကမ္ဘာမလားမှာဆိုလို့ရှိရင်ဒါသူ့အတွက်နေရာတနေရာအတွက်သူကစား권ကြိုးစား권ရသွားပြီ United မှာဆိုလို့ရှိရင်မြန်ရလေဂျောင်းမဲကတ်နေရာမှာလေအခုလက်ရှိကျွန်တော် main new လဲဒီတိုင်းပဲဆိုတော့အတင်းကထွက်ဖို့ main new ကျူပန်းတင်ပါတယ်เนาะနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ Joshua Zixie နဲ့ပတ်သက်လို့လဲအဲရိုမနူကပြောထားတယ်နောက်ထပ် Zixie ရဲ့ပေါ့เนาะအပြောင်းရွှေ့ကိုကျွန်တော်ကြည့်ရင် Manchester United တရားဝင်ဟို Manchester United ထံပေါ့เนาะဒါ ဘယ်လိုပြောမလဲကစားမဖြစ်သူရဲ့ဘက်ကနေပြီးတော့တရားဝင်အငားထွက်ကစားခွင့်နေပါတယ်တောင်းမလို့မထားသေးဘူးဘောရအသင်းမှာဆက်ပြီးတော့ရှိဖို့မျှော်လင့်နေတယ်ပေါ့နော်ဇစ်ဇီကိုလည်းဝက်ဆမ်တို့ရူမာတို့ကစိတ်ဝင်စားတဲ့နေရာမှာပါတယ်ဂျူဂျူဟာဇစ်ဇီကိုမင်းနူကိုအသင်းပေါ်မှာပွဲကစားခွင့်နေလို့ဆိုပြီးတော့ပေါ့နော်ပရိုမကျတဲ့ဆက်ဆံမှုမျိုးတွေပြုမှုမျိုးတွေမရှိဘဲနဲ့သူတို့တွေကတကယ်ကိုပရော်ဖက်ရှင်နယ်ဆက်ဆံမဲ့ပရော်ဖက်ရှင်နယ်ဆန်ဆန်မဲ့အသင်းကိုဆက်ဆံနေကြတယ်ဆိုပြီးတော့ပြောသွားတယ် အဲကျွန်တော်မာကူဘန်ဘာစတန်လာလာနော်ကျွန်တော်နယ်သာလန်ကစားမကြီးတယောက်ရှိတယ်မာကူဘန်ဘာစတန်လာသူကတော့ဂျိုရှူအာ60နေနဲ့အသင်းမှာအသင်းကိုပြောင်းလဲသွားတာဟာသူအမားကြီးမှားသွားတယ်ပေါ့နော်သူအနေနဲ့ဘိုလုံးနာမှာပဲသူဆက်ပြီးတော့ရှိတင်နေပေါ့ဆက်နေခဲ့တင်နေပေါ့နော်ဒါနောက်ပိုင်းကစားမရဲ့အပြောင်းအရွှေ့တွေကိုကျွန်တော်ကြည့်ရင်မန်ချက်စတာယူနိုက်တက်ကို ပြောင်းဖို့အတွက်ဆုံးဖြတ်ကြတဲ့ကစားမတွေဟာဆုံးဖြတ်ချက်အမားကြီးတွေပဲချမှီသွားတယ်ဆိုတာတွေမြင်ခဲ့ကြတင်နေပေါ့နော်အဲ့တော့60နေနဲ့ယူနိုက်တက်ကနေပြောင်းတင်နေဆိုပြီးတော့သူပြောထားတယ် ကျွန်တော်ကတော့အမှန်တမ်းပြောရရင်ကျွန်တော်တို့ Manchester United ကကစားသမားတွေအတွက်လုံးဝပြဿနာတစ်ရပ်ဖြစ်နေတာပါเนาะနောက်ပိုင်းနေမှာဆိုရင်အသင်းကိုပြောင်းလာတဲ့ကစားသမားတွေကသူတို့ရဲ့ပုံမှန်အည်သူကြီးကိုဆုံးရှုံးကြရတယ်။ဝယ်ကစားခွင့်ကြီးကျွန်တော်တို့လုံးဝမရကြဘူး။ဒါတွေကကစားသမားတွေရဲ့အပြစ်လားဆိုတော့လေမဟုတ်ပါဘူး။ဘာလို့လဲအသင်းရဲ့အပြစ်ပါ။အသင်းဟာကစားသမားတယောက်ကိုခေါ်ဝေးကြိုးပမ်းတဲ့နေရာမှာကိုယ့်အသင်းရဲ့ profile နဲ့အမှန်တကယ်ကန့်ညီတယ်ဆိုတဲ့ကစားသမားတွေကိုခေါ်ဝေးကြိုးပမ်းတာမျိုးမဟုတ်ပဲမဟုတ်ပဲနဲ့နာမည်ကြီးတယ်။ ကျွန်တော်ဒီ league မှာတော့ဒီကောင်ခြေသွမ်းကောင်းနေပြနေတဲ့ဟေ့ဆိုတဲ့ပုံစံမျိုးကိုပဲကျွန်တော်ခေါ်ဖို့ကြိုးပမ်းကြတာအတင်းနဲ့အဝင်ခွင့်ကြဖြစ်နိုင်ခြင်းရှိမရှိအတင်းမှာအဆင်ပြေမပြေဒါတွေကိုသူတို့အနေနဲ့ပေါ့နော် လုံးဝမကြည့်ပဲနဲ့နော်လုံးဝမကြည့်ပဲနဲ့သူတို့ရဲ့ဘက်ကကောင်းနေဆိုတဲ့ကစားမတွေကိုဆွတ်ဆက်ခေါ်ကြတယ်အတင်းကိုလည်းရောက်လာရောနီးပြနဲ့အဝင်ခွင့်ကြမဖြစ်တာနီးပြလူချင်းရဲ့ profile မျိုးမဟုတ်တာနဲ့နီးပြကမတုံးမတုံးမနဲ့ကစားမတွေဟာတိုင်ပတ်ရတယ်နော်ဆိုတော့တုံးတော့လည်းပဲကစားမတွေကို profile အမှန်နေမတုံးတဲ့အခါကစားမတွေဟာ တို့လူကျင်တဲ့တို့သွားကျင်တဲ့ပုံစံနဲ့မဟုတ်တို့အသားကျခဲ့မှုတဲ့ပုံစံနဲ့မဟုတ်တဲ့ခါကျတော့အဆင်မပြေရတာအခုဂျိုဂျူဝါ60တို့ပါလို့ဆိုလို့ရှိရင်ကစားမကောင်းတယောက်ပါနော်သူ့ဟာနဲ့သူသို့တော်လည်းပဲအမ်မိုရင်လက်ရှိကုညာတို့အမ်ဘူမိုတို့ခေါ်လိုက်တဲ့ခါဒီကစားမတွေ့နေရကျွန်တော်မရှိတော့ဘူးသူတိုင်ကမှအရင်ကတည်းကနံပါတ်9လို့60မဟုတ်ဘူးဆိုတာဘူလောနာမကတည်းကကျွန်တော်မြင်ခဲ့ကြပြီးတာဒါပေမဲ့လို့အသင်းကပေါ့နော်ဇစ်ဂီလို့ profile 300နေရာမရှိဘဲနဲ့ကျွန်တော်တို့ကခေါ်ပလိုက်တယ်အခုလည်းကြည့်နေတို့နံပါတ်10ကိုတုံးတော့လေ စစ်စီလူမျိုးကစားမအတွက်ကကုညာတို့အံပမှုတို့ကိုကြော်ပြီးတော့နေရမရဘူးဖြစ်နေတယ်ကျွန်တော်ကတော့ကစားမတွေအနေနဲ့ United ကိုပြောင်းလာတာနောင်တရသင့်တယ်လို့ကျွန်တော်ထင်တယ်ဒီလားနောက်တစ်ခါဆိုလို့ချင်းစဉ်းစားသင့်နေပြီဗောနော်ဆိုတော့စစ်စီအနေနဲ့ Manchester United ကနေထွက်ခွာဖို့ကိုဦးစားပေးလုပ်သင့်တယ်လို့ကျွန်တော်ထင်တယ်ဒီနေရာမှာပရိုဆန်ဆန်ပြုတ်မှုပြီးတော့သူတို့ကထွက်ခွာခွင့်တောင်းတာမျိုးကြိုးပမ်းသင့်တယ်လို့ထင်တယ်ရိုမာတို့ဝက်ဆမ်ရိုရဲ့ဘက်ကလူချင်းနေဆိုတာကလည်းဇစ်စီတို့သတင်းကောင်းလို့ယူဆတယ်အတင်းကနေထွက်ခွာဖို့အတွက် PRB တောင်းဆိုနေတယ်လို့ထင်တယ်ကျွန်တော်ကတော့နှစ်ယောက်စလုံး main new ကို ယူရှူအားစီစီကိုညီကိုရောဘလူးမင်းကြလဲဆွေးနွေးကြပါအောင်ဆိုတော့ channel လေးကို subscribe နဲ့ add လုပ်ဆိုကြရင်နေပြီးတော့တောင်းဆိုပါရဲအားလုံးကိုကျေးဇူးပါ